ကဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့မွန်းတုံကနေပြီးတော့တခွပြလိုက်တယ်စိတ်မကောင်းစရာသတင်းလေးတစ်ခုအကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆုံးနှီးကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင် ဒီတစ်ခါမှာတော့မွတ်နွတ်ဘကတည်းပြီးတော့ဗာဒီမြင်းတစ်ခွက်ပြလိုက်တာလဲဆိုတော့လူကြိုက်များလူစိတ်ဝင်စားမှုအများဆုံးရတာတဲ့ promo diamond event ကိုမွတ်နွတ်ဘကတည်းပြီးတော့ nap flight တာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးတွေ nap flight တာလဲဆိုတော့ကျွန်တော်တခြားလောက်ပြပေးပါမယ်ဒီရင်တော့ bro အနေနဲ့ promo diamond event မှာပါဝင်မှုတွေဆိုရင်တော့ကျွန်တော်အခုပြရတဲ့ပုံလေးကိုမြင်တာနဲ့ bro အနေနဲ့ဘာမှနေတယ်ဆိုတာကိုသိပါလိမ့်မယ်ဒီမှာတစ်ချက်ကြည့်ရမယ်ဆိုရင်ရင်တော့နဲ့မတူတာကတော့ daily test နေရာမှာ test ကနှစ်ခုပဲပါလာတယ်ပထမ test တွေကတော့ daily login ဝင်ရမယ် test တွေပဲဖြစ်ပါတယ် daily login ဝင်မယ်ဆိုရင်တော့ bro အနေနဲ့ promo time ကို30ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဒုတိယ test နေနေကတော့အပွဲတစ်ပွဲဆော့ရမယ် classic ဖြစ်ဖြစ် run ဖြစ်ဖြစ် blog ဖြစ်ဖြစ်တပွဲပွဲဆော့လိုက်မယ်ဆိုရင် ဘရိုအနေနဲ့ promo time ကဒိုင်မွန်20ရမှာပဲဖြစ်ပါတယ်အဲ့တော့ဘရိုအနေနဲ့အရင်တော့ total time မွန်ကတရက်ကို55လုံးရတယ်အခုဆိုရင်တော့ total time မွန်ကတရက်ကို50အထိပဲရရှိတော့မှာပဲဖြစ်ပါတယ်ဒီတော့ player တွေအတွက်တော့ညံ့လာတယ်ဆိုတော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒါဒီမဲ့လားဆိုတော့မဟုတ်သေးပါဘူးနောက်တစ်ချက် net flight တာရှိပါသေးတယ်။ကဲဒါဆိုရင်တော့နောက်တစ်ချက်ကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်။နောက်တစ်ခုအနေနဲ့ net flight တာကတော့ bro ကိုယ်တိုင်နဲ့ gain နဲ့ဝင်ကြည့်မယ်ဆိုရင်တွေ့နိုင်ပါလိမ့်မယ်။ ဲ့ဒါကတော့ promo diamond event လာတဲ့ကြာမြင့်ချိန်ကြာတဲ့ရက်ကို nap လိုက်တာပဲဖြစ်ပါတယ် promo diamond event ဆိုရင်တော့9လပိုင်း20ရက်နေ့ရပြီးတော့8လပိုင်း10ရက်နေ့ထိဆိုပြီးတော့ကြာမြင့်ချိန်က total 73ရက်ပဲကြာတော့မှာဖြစ်ပါတယ်အဲရင်းတော့ promo diamond event တွေက total ကြာချိန်က15ရက်ထိကြာတယ်ဒီတစ်ခေါက် total ကြာချိန်ကတော့73ရက်ပဲကြာတယ်အဲ့တော့ပမာဏလည်း nap တွေ အဲ event လာတဲ့ရက်ကိုလည်း nerf တယ်ဆိုတော့ဒီ event တော်တော်လေးဥမာ diamond ရမယ့်ပမာဏနည်းသွားပြီပဲဖြစ်ပါတယ်အဲ့တော့တစ်ချက်တွက်ကြည့်မယ်ဆိုရင်တရက်ကို diamond promo diamond 50ရမယ်73ရက်ယူရမယ်ဆိုတော့အဲစုစုပေါင်းရမယ် total promo diamond က650ပဲဖြစ်ပါတယ်အဲ့တော့စိတ်เสีย event ပြန်လာတဲ့အခါမှာ short ထဲမှာရောင်းချပြီးမယ် second နှောင်းဖြစ်တဲ့ဗလာစိတ်เสียရနဲ့ချောင်းအစိမ်းရောင်စိတ်เสีย second တွေကို ဒိုင်းမွန်မလောင်နဲ့တုံးပြီးတော့ဝယ်ရမလဲဆိုတာကိုဆက်ပြီးတော့တွေ့ပြပေးပါမယ်။ short ထဲမှာရောင်းချပေးမယ်စိတ်เสียစကင်နှစ်ကောင်တော့ short စင်းလုံးဝမပေးဘဲနဲ့အဲရိုးရိုးဒိုင်းမွန်ကြီးပဲတုံးမယ်ဆိုရင်တော့ pro အနေနဲ့1288လုံးနဲ့ဝယ်ရမှာဖြစ်ပါတယ်။အဲ့ဒါအောင်မှာ pro အနေနဲ့ promo diamond အကောင်လုံးကိုတုံးမယ်ဆိုရင်တော့ရိုးရိုးဒိုင်းမွန်638လုံးထပ်ပြီးတော့တုံးအောင်မှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အရင်ထပ်ပို့ပြီးတော့ diamond တွေကိုပို့ပြီးတော့တုံးအောင်မှာပဲဖြစ်ပါတယ်။ အဲ့တော့ bro နေနေရောဒီလိုမျိုး nerf လိုက်တဲ့အပေါ်မှာဘယ်လိုမျိုးအမြင်ရှိကြလဲဆိုတော့ comment လေးမှာရေးခဲ့လို့ရပါတယ်။ကဲဒါဆိုရင်တော့ now video မှာဒီစိတ်ဆရာ skin ကိုဘယ်လိုမျိုးတစ်ချက်ကောင်းနှစ်ချက်ပြတ်နဲ့ခေါ်ရမလဲဆိုတော့ video လေးကိုတင်ပေးသွားပါအောင်မယ်။အဲ့တော့စိတ်ဝင်စားဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တော့ပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ video လေးကတော့ဒီနေ့တော့ဒီလောက်ပါပဲ။စောင့်ကြည့်ပေးတဲ့ကြောင့်ရှင်းနေတဲ့အကြောင်းကျေးဇူးတင်ပါတယ်။ now video မှာဆက်လက်ဆောင်ကြကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။